သူပြိုလဲတဲ့အရာတွေသူအမှုပညာအလုပ်ကိုလုံးဝမလုပ်ချင်တော့တဲ့အရာတွေကိုဘေးနားမှာရှေ့တငယ်ချင်းတွေကအနိကက်ကြည့်ကြည့်ရှုခွင့်ရတာတငယ်ချင်းတွေကအတိဆုံးပဲသူပြစဟားလိုက်တာနဲ့ तू က तू ဘလောက်ထိစိတ်သက်ကြနေပြီလဲဆိုတော့အတိအားဆုံးပဲပေါ့နော်သူ့ရဲ့ better version ကိုကိုကအာတွားဖို့အတွက်ကိုခွန်အားပေးရတာပေါ့နော်နင်းနင်းစိတ်မကောင်းဖြစ်တဲ့ခါကြရတယ်တငယ်ကြအနေနဲ့အဲ့လိုအားပေးတယ်သူက तू လည်းအားပေးတယ်သူလည်းစိတ်သက်ကြတယ်တဲ့ ဟုတ်ကဲ့တငယ်ချင်းရဲ့ဒါ international project ထဲမှာပါဝင်တဲ့ချင်းလေးတစ်ပုဒ်ဖြစ်တဲ့ Vivid ဆိုချင်းလေးပေါ့နော်ဒီချင်းလေးကိုမနစ်ထဲကနေပြီးတော့အဲနင်းနီရော Ready Global Music ကနေပြီးတော့အာ distribute လောက်ထားပေးတယ် international platform ဆီတင်ထားခဲ့တယ်ပေါ့နော်ဒီနှစ်ကတော့တငင်းချင်းကပြန်ပြီးတော့အာဒီ Z production နဲ့ပြန်ရိုက်ပြီးတော့အာအကောင်းဆုံး music video ပေါ့နော်အဲအဲ့ဒီခါလည်းနေအရန်လည်းသဘောကျတယ်အဲ့အတွက်ကိုလာရောက်ပြီးတော့တငင်းချင်းကိုလည်းဒါပွဲမှာလာရောက် season ပေးရင်လားကိုကြီးလိုအပ်တာလေးလာရောက်ကိုကြီးရင်းနဲ့ပေါ့ရောက်လာတာပါအတူရဲ့လေအငဲနဲ့ စ조사ခြင်းတဲ့စိတ်ပေါ့နော်ပြီးတော့တချင်းတစ်ပုတ်ကိုလွယ်လွယ်ကူကူမလုပ်တဲ့စိတ်ကိုအရင်လေးစားမိတယ်အာအဲ့ဒါငငယ်လေးတည်းရပဲသူကိုယ်ရင်ထဲကထွက်ခဲ့တဲ့မိုနိုပိုလီတည်းကနေပြီးတော့သူက music video တွေဆိုရင်အများနဲ့နီနီတို့အဲ့တော့ငငယ်ချင်းတာမဖြစ်သေးဘူးအများနဲ့ သူ့ရဲ့ music video တွေကိုလေ့လာရတယ်ကြည့်ရှုရတယ်မှတ်သားရတယ်ပေါ့နော်ဆိုတော့အဲ့မှာတည်းကသူ့ရဲ့ဒီဒီဒီဘယ်လိုခေါ်မလဲတောက်လျှောက်ကိုစဉ်ဆက်မပြတ်စူးစမ်းလာမှုပေါ့နော်အဲ့ဒီမှာမှဒီတချင်းကတော့အထင်ကြီးအဖြစ်ဆုံးလို့နေချင်ပါတယ်ဘေးရလူတွေကပြောစကားတွေဘေးရလူတွေရဲ့ထုတ်နေတဲ့ညာရီကကျမတို့ရက်တန်လို့မရဘူးအေးကိုကိုယ်တိုင်ရက်တန်လိုက်မှာပဲကိုယ့်ရဲ့လုပ်ငန်းရက်တန်သွားမှာဒါကြောင့်မလို့တကယ်ချင်းအရန်ပြင်မှန်းလာရင်နားပါ ဒါပေမဲ့ပြတ်တန်းလိုက်လို့တော့မရဘူး။ဟုတ်ပါပေါ့။အရန်ပင်ပန်းနေရဆိုရင် rest လုပ်လို့ရတယ် rest လုပ်လိုက်ပါ။ဘာလို့ဆိုတော့စိတ်ရောလူရောပင်ပန်းနေတဲ့အခါမျိုးမှာဆက်ပြီးတော့လုံးလုံးနေမယ်ဆိုရင်လည်း fail ဖြစ်သွားတတ်တယ်ပေါ့နော်။အရန် failure ဖြစ်သွားနိုင်တယ်။အဲအကြောင့်မို့လို့နားလို့ရတယ်ပြတ်တန်းလိုက်လို့တော့မရဘူး။ဘလို့ဆိုတော့ကိုရီးယားဒီအနုပညာအလုပ်ပဲဖြစ်ဖြစ်ကိုရဲ့ career ပဲဖြစ်ဖြစ် ါစူးစမ်းပြီးရက်တည်လာကြတာနှစ်ပေါင်းများစွာအချိန်ပေးပြီးရက်တည်လာကြတယ်ပြမန်းတဲ့အချိန်တွေရှိမယ်လူပဲတော့ဆက်ရုံမှမဟုတ်တာစိတ်အားငယ်တဲ့အချိန်လေးတွေရှိမယ်အခန္ဓာကိုယ်မောဟိုက်ပြမန်းတဲ့အချိန်တွေရှိမယ်အဲ့တော့အဲ့လိုအချိန်မျိုးတွေမှာအနားယူလိုက်ပါတလားတန်သေးနှစ်လားတန်သေးအချို့ကြတော့လည်းနှစ်နဲ့ချီပြီးအနားယူကြရတူလည်းရှိတယ်ဒါပေမဲ့အဲ့ရနေပြီး energy ပြန်ပြီးပြည့်လာပြီးကိုယ်ကိုယ့်ရဲ့ဟို new me ကိုရှာဖွေပြီးတွေ့ရှိသွားခဲ့ပြီးဆိုရင်တော့ပြန်ပြီးတော့အစနဲ့ ground ကနေပြန်ထပြီးတော့စူးစမ်းပါပေါ့နော်အဲ့ဒါလေးတော့တကယ်ချင်းတယောက်က လည်းတွေ့ပြီးတော့ဟိုတွေ့တော့မတွေ့ဘူးဖုန်းဆက်ပြီးတော့ပြောပြတယ်ပေါ့နော်အများနဲ့သူနဲ့ဖုန်းဆက်တယ်ဖုန်းဆက်တယ်တနားတိုင်းတနားတိုင်းကြားတယ်ဒီကတော့အဲကိုယ့်ရဲ့လိုအပ်ချက်တွေပြီးတော့တငယ်ချင်းမှဖြစ်နေလဲဆိုတော့လိုအပ်ချက်တွေကိုအတန်တရာဖေးမှကြားတယ်နင်းနင်းစိတ်မကောင်းဖြစ်တဲ့ခါကြားရတယ်တငယ်ကြအများနဲ့အဲ့လိုအားပေးတယ်သူကသူလည်းအားပေးတယ်သူလည်းစိတ်ရကြတယ်တဲ့ပြောရောအဲ့ဒီဖြစ်တဲ့ကမ္ဘာလေးကြီးကိုခင်ရတယ်အဲ့လိုစိတ်ပြေကြတာလည်းရှိဘူးဟုတ်ထင်ရဟုတ် အပြောရမယ်ဆိုရင်အနုပညာရှင်တွေပဲသူတို့တွေကအောင်မြင်နေကြတဲ့သူတွေပဲဆိုပြီးတော့အကုန်လုံးကသူတို့ရဲ့ life က အရင်ဆင်ပြေနေကြတယ်အရင်ပျော်ရွှင်နေကြတယ်အရင်အောင်မြင်နေကြတယ်လို့မထင်လိုက်ပါနဲ့အဲဘဝတိုင်းဘဝတိုင်းပေါ့နော်ဒီအနုပညာရှင်လို့မဟုတ်ဘဝတိုင်းမှာသူ့ရဲ့လောကဒဏ်ဆိုတာရှိကြတယ်အကောင်းသောလောကဒဏ်ဆိုးသောလောကဒဏ်အကုန်လုံးကခံစားကြရတယ်အဲဒီခါလေးကျရင်အောင်မြင်တဲ့သူမှာပိုးလို့တောင်မှလောကဒဏ်ကိုခံစားရတာမျိုးတွေရှိတတ်ပါတယ်ခါလေးကျရင်လည်းအောင်မြင်ပျော်ရွှင်တဲ့အမျိုးသမီးတူဦးတွေသူ့ရဲ့အနောက်မှာမမြင်ရတဲ့ hidden ပေါ့နော်မမြင်ရတဲ့အရာတွေသူ ပြိုလဲတဲ့အရာတွေသူအမှုပညာအလုပ်ကိုလုံးဝမလုပ်ချင်တော့တဲ့အရာတွေကိုဒီနေ့မှရှေ့တငယ်ချင်းတွေကအနိကကြည့်ကြည့်ရှုခွင့်ရတာတငယ်ချင်းတွေကအတိဆုံးပဲသူပြဿဟလိုက်တာနဲ့ तू ကသူဘလောက်ထိစိတ်သက်ကြနေပြီလဲဆိုတော့အတိအဆုံးပဲပေါ့နော်အဲ့တော့ဒီလိုကာလတွေမှာကြတော့တငယ်ချင်းတွေကလည်းတိတ်အရေးကြီးရယ်အချင်းချင်း ဟိုဖေးမကြရဲနားလည်ပေးကြရဲပြီးတော့သူ့ရဲ့ better version ကိုကိုကအာသွားဖို့အတွက်ကိုခွန်အားပေးရတာပေါ့နော်ကိုကိုလည်းပြန်လည်ရှာဖွေရင်ဘေးရလူတွေလည်းဟလာအဲကိုရဲ့တငယ်ချင်းတွေလည်းအားပေးရနေပေါ့နော်အသွားနေရတဲ့အချိန်လေးပေါ့နော်နင်ဒီတော့မှ struggle လို့ဟာရလို့နင်မပြောလို့ပါဘူးအားလုံးရဲ့ဘဝတွေမှာ struggle ကမျိုးစုံပါပဲအဲ့တော့ညို့ကန်ဆိုးတယ်ဆိုတာလည်းလောကကြီးမှာမရှိဘူးအားလုံးကရွေးချယ်မှုပဲ ကိုယ့်ရဲ့ရွေးချယ်မှုကြောင့်သာကိုကအောင်မြင်ရတယ်ကြာရှုံးရတယ်ကောင်းမွန်တယ်မကောင်းမွန်ဘူးဆိုတာရွေးချယ်မှုတွေပေါ်ပဲမှုကြည့်တာပါပေါ့နော်ဒါကြောင့်မို့လို့အာထားပါတော့အခက်အခဲတခုဖြစ်လာခဲ့တယ်ဆိုရင်လည်းโอเคဒါငါ့ရွေးချယ်မှုပဲငါ့ရွေးချယ်မှုကြောင့်ဖြစ်လာတဲ့ဒီဟာဒီအဲ consequences ပဲအကျိုးရလက်ပဲလို့ပဲအဲခံယူပြီးတော့အဲ့ပုံမှာဒီဟာအကောင်းဆုံးဘယ်လို overcome သွားကြမလဲဆိုတာပဲစဉ်းစားရတဲ့အရွယ်ဖြစ်သွားပြီပေါ့နော် ငငယ်တော့ကကြတော့မျိုးစုံစဉ်းစားတယ်ဒါငါကံတရားမကောင်းဘူးလားဒါငါကုတုပေးဟိုဟိုဘာခေါ့မလဲငါရဲ့ကုတုလားအကုတုလားအဲ့လိုမျိုးတွေလဲထင်တာပေါ့နော်အဲ့တော့အားလုံးကရွေးချယ်မှုပါပဲညီတို့အနုပညာရှင်ပါရဲ့လို့ဘဝရဖြောင်ပြပြီးတော့တိုင်ရနေရတော့မဟုတ်ပါဘူးအားလုံးကခက်ခဲကိုစီရှိကြပါတယ်